ားလုံးပဲမင်္ဂလာပါရေဝချမ်းလေးမှပြန်လဲကျူစုလိုက်ပါတယ်ဒီနေ့မေလာ20ရက်နေ့ဒီနေ့မှာတော့ကချင်ခေါင်ရေနဲ့ငှက်ကင်ချိုချိုလေးရပါမည်ဟုတ်ကဲ့ပါတပွဲမှာရင်ဘျူဟာမူမီဖုံလက်ဆောင်ရပါမည်ဒီနေ့မှာကချင်လူမျိုးရေးတက်မတော် KIA ပြစ်ချလိုက်တဲ့ MI70 စရရဲ့ရင် နှစ်စင်းနောက်ဆုံးရအခြေအနေတွေဒစင်းကတော့ viewer မှုပါတဲ့ဒါအကြမ်းမဖက်စစ်ခွေးတက်က MI70 ဒစင်းကတော့တော်ထဲမှာကျွန်တော်တို့တပ်ဖွဲ့ဝင်တွေတိတ်ကြီးရမိထားပါတယ်ရုပ်သံဗီဒီယိုနဲ့တကွာကျွန်တော်တင်ပြပေးမှာဖြစ်တယ်နောက်ထပ်ဒစင်းကလည်းပဲဘလို့မှပြန်တန်းလို့မရတဲ့အခြေအနေမှာတွေးတဲ့နေရာကိုအစဉ်ပြေလို့ရင်းလိုက်ရတဲ့အချိန်မဲဆောင်းဆောင်းကြီးဖြစ်နေပါကြောင်း ျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ပြီးတော့ရင်ကျွန်တော်နိုင်ငံတိုင်းနိုင်ငံလုံးမှာကျွန်တော်တို့ရွေးတော်လန်ရေးစတဲ့အချိန်တွေကပြစ်ချခဲ့တဲ့ရဟရင်အစင်းပေါင်းအမြောက်အများစွာတွေကထင်ရှားတဲ့ကျွန်တော်တို့ဒါအချမ်းဖက်စစ်ခွစ်တက်ရဲ့ဒီတိုက်လေရင်တွေအကြောင်းကိုကျွန်တော်တင်ပြပေးသွားပါမယ်ဒါကြောင့်ကျွန်တော်ရဲ့ view ကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတဦးချင်းစီတိုင်းကိုဒလီတစားဖိတ်ခေါ်လိုက်ပါတယ်ကချင်ခေါင်ရီချိုချိုလေးနဲ့ငှက်ကင်ချိုချိုလေးသုံးဆောင်လို့ရပါပြီ တပွဲမှရင်တပွဲလက်ဆောင်ဖြစ်တဲ့အတွက်ဘူဟာမှုနဲ့တစ်ဖွဲ့လုံးမီးဖုတ်ထားတဲ့လိုက်ပွဲလေးကိုကျွန်တော်တို့အလကားပြီးသွားမှာ ဖြစ်ပါတယ်ဒီလိုက်ပွဲဟီလီယာနဲ့ပတ်သက်ပြီးတော့ at ရဲဘော်ရှန်လေးကျွန်တော်ရဲ့ Telegram မှာရုပ်တံဗီဒီယိုဖိုင် HD အကြီးအတန်းမအပါကျွန်တော်တင်ပြပေးထားပါတယ်ဒီရုပ်တံဗီဒီယိုကိုကျွန်တော်မိပါတယ်ကြည့်ပြီးသွားရင်တော့ ဒါတကယ်ကိုအာရနှစ်သက်ဖွယ်ညွှတ်ရမှာဖြစ်ပါတယ်ဘတ်စိတ်ကြီးကလည်းလီဘဲဘတ်စိတ်အခုံးမှာလည်းလီဘဲအဖွင့်ရေဘတ်မှာလည်းတောင်မှန်လေးနဲ့တခုတော့ကျွန်တော်ဂျိုပြောထားပါမယ်ကျွန်တော်ရဲ့ Telegram ထဲကိုဟိုဘက်ရက်ကောက်ကောင်နေဝင်ဝင်ပြီးတော့ခိုးကြည့်တယ်တခါတခါကြာရင်သူတို့ကမခံမရက်နိုင်ဒါဟောင်းနာတွေလည်းရှိပါတယ်ဆိုတော့အခုကျွန်တော်ရဲ့ ရဝရှန်လေး Telegram မှာတင်ပြထားတဲ့ရုပ်တံဗီဒီယိုဖိုင်ဟာ AI နဲ့လုပ်ထားတာမဟုတ်ဘူးနော်ဒီရဲရင်ကဒီရဲရင်ကဗီယာမှုဗီယာမှုတစ်ဖွဲ့လုံးစီလာတဲ့ရဲရင်ဖြစ်တယ်ဗီယာမှုတစ်ဖွဲ့လုံးစီလာတဲ့ရဲရင်ကိုကျွန်တော်တို့တော်တွင်းမှာတွေ့ရှိထားတာဖြစ်ပါတယ်ရဲရင်ဒီစည်းလုံးကတော့အမိုက်ပုံမိရှုထားတဲ့ပုံစံအတိုင်းပါပဲဗီယာမှုနဲ့ ပိုင်လော့တွေအပါအဝင်တစ်ဖွဲ့လုံးအားတော့တကယ်ကိုမီးဖုတ်ထားတဲ့နှက်ကင်အညော်နှမ်းတဲ့ပါ ရောပြီးတော့တော်တော်လေးကိုကြည့်မကောင်းရှုမကောင်းအခြေအနေတွေကိုကျွန်တော်မိဘတွေကြည့်ရမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကြိုပြီးတော့အသိပေးလို့တာကဒါဒီပေါ့နှလုံးအားနေတဲ့သူတွေပြီးတော့အသက်ငယ်ရွယ်တဲ့သူတွေဝင်မကြည့်ဖို့တော့ကျွန်တော်ဒီကနေပြီးတော့လေးလေးနက်နက်မေတ္တာရက်ခံလိုပါတယ်။ဟုတ်ပြီ ျွန်တော်မိပါတယ်ဒီအပိုင်းမှာလီဘဲတွေအစဉ်ပြေရဲ့လားလီဘဲတွေရဲ့ဌာနချုပ်ကိုသူတို့ရဲ့လီဒါစကန်တွေအပါအဝင် ကောင်းကင်မှာပါပြန်ဝဲနေတဲ့လီဘဲတွေပါတဏ္ဍာကုံ တိန်လို့ရပြီဟုတ်တယ်နော်နာရေးဖိတ်စာ အကုန်လုံးကြိုတင်ပြင်ဆင်ထားလို့ရပြီဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံတနိုင်ငံလုံးမှာလက်ရှိစမဖြစ်နေတဲ့နေရာတွေမှာကျွန်တော်တို့ပြစ်ချနိုင်ခဲ့တဲ့ရုပ်တံဗီဒီယိုနဲ့တကွာကျွန်တော်တို့မိဘပြည်သူတွေကိုတင်ပြနေခြင်းဟာကျွန်တော်မိဘသူရဲ့ဝိညာဉ်ကူညီမှုကြောင့်ဆိုတာကိုတိုင်းသာတပ်ဖွဲ့ဝင်တွေအကုန်လုံးသိတယ်ဒီနေ့ KIA ရဲ့ထုတ်ဖော်ပြောဆိုမှု KNA 0.5နဲ့ပြည့်သွားတာမဟုတ်ဘူးเนาะခုံထမ်းနဲ့ပြည့်သွားတာ MI 70စေးရရင်လာမယ်ဆိုရင်ဝင်ရင်ပြစ်ဘာနဲ့ပြစ်ကမလဲဆိုတာကိုကျွန်တော်တို့သိရှိပြီးသားဆိုတော့ကျွန်တော်တို့တွင်လဲဝင်လာရှင်เนาะအခုလိုပဲ3စင်းတက်လာတယ်အစင်းမဲအိမ်ပြန်ရောက်တယ်နှစ်စင်းကတော့ပြုံသွားတယ်ဟုတ်ပြီဒီသတင်းတွေ ကချင်ခေါင်ရင်နဲ့ငှက်ကင်တွဲဆက်ပြီးတော့မစားသုံးခင်မှာကျွန်တော်တို့လက်ရှိအချိန်မှာအာနာသိမ်းပြီးနောက်ပိုင်းမှာတော်လန်ရေးတပ်ဖွဲ့ဝင်တွေကျွန်တော်တို့လူငယ်တွေပြစ်ချနိုင်ခဲ့တဲ့အကြမ်းဖက်စစ်ခွေတက်ကတိုက်လေရင်တွေနဲ့ရဲရင်တွေကိုကျွန်တော်မိဘတွေကို ပြန်တင်ပြပေးခြင်းပါတယ်2021မေလ3ရက်နေ့မှာ KIA ကပြစ်ချခဲ့တဲ့မိုးမောင်းမြို့နယ်မှာ MI 35တိုက်ခိုက်ရေးရဲရင် 2023ဖေဖော်ဝါရီ3ရက်နေ့မှာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တပ်ပေါင်းစုကပြစ်ချလိုက်တဲ့နေရာကရွှေပြည်အေးမြို့နယ်မှာ2023ဇွန်လ30ရက်နေ့မှာ KNPLF နဲ့ KNY တပ်ပေါင်းစုပြစ်ချလိုက်တာကရွာသိမြို့အနီးက KHW အပေါ်စားတိုက်လေရင်2023 နိုဝင်ဘာ17ရက်နေ့မှာ KNTF B01 နဲ့ KA ကပြစ်ချလိုက်တဲ့ KNI ဒေတာအတွင်းထဲမှာအပေါ်စားတိုက်လေရင်တစင်း KHW 2024ဇန်နဝါရီမှာ KNI ပြစ်ချခဲ့တာကဝိုင်မော်မြို့နယ်အတွင်းထဲမှာ MI70 တေယူပို့ဆောင်ရေးရဟရင်2024ဇန်နဝါရီ16ရက်နေ့မှာ KNI ကပြစ်ချခဲ့တဲ့ ခုတ်ခိုင်မြို့နယ်မှာ FTC 2000G တိုက်ခိုက်ရေးရဲရင်2004 January 29ရက်နေ့မှာ KNL နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ကော်ဘရာစစ်ကြောင်းကပစ်ချလိုက်တဲ့တငန်းညီနောင်ညော်ရီမှာပေါ့ကျွန်တော်ရင်ပြီးပါတယ်အဲဘူတာဘောကြီးတက်တက်ခွပြတဲ့အဲ စီရဲ့အရင်ကိုကျွန်တော်ရဲ့မိဘတွေအင်တာဗျူးတွေမှာဓပုံတွေမှာဝေစစာတွေ့မြင်မှာဖြစ်တယ်ပြီးတော့တောင်ပိုင်းရဲ့ကျွန်တော်တို့ကာကွယ်သောတပ်ဖွဲ့ဝင်တွေတောင်ပိုင်းရဲ့သူရဲကောင်းတွေဒါဒီ music ပေါ့နော်အတော်လိုင်းရဲ့တချင်းတွေလုပ်တဲ့နေရာမှာလည်းပဲတကယ်ကိုအာနောက်ခံပေါ့နော်နောက်ခံအနေနဲ့အများဆုံးအသုံးပြုတဲ့အဲဂျဟယင်တစ်ခုဖြစ်ပါတယ်အဲ့ဒီရဲရင်ကလည်းပဲကျွန်တော်တို့ အရီကော်ဘရာ AS 365ဖြစ်ပါတယ်တယ်ယူပို့ဆောင်ရေးရဲ့ရင်မျိုးစားပါပြီးတော့2024မေလ6ရက်နေ့မှာကင်နီတပေါင်းစုဖားဆောင်မြို့နယ်မှာပြစ်ချခဲ့တဲ့ဘောလကဲမြို့နယ်မှာပြတ်ကျသွားတဲ့ MISMB ရဲ့ရင်ဖြစ်ပါတယ်အခုကျွန်တော်တင်ပြနေတဲ့ဒါစရင်းလေးတဲမှာဒီကနေ့ KIA ကပြစ်ချလိုက်တဲ့ MISMB ဆင်းရဲရင်နှစင်းမပါသေးဘူးเนาะကျွန်တော်ရမိပါဟုတ်ပြီဒါဆိုရင်တော့ KIA တစ်ချလိုက်တယ်အကြောင်းဖက်စစ်ခွေးတက်ရဲ့တိုက်လေရင်တွင်နဲ့စစ်ရဲရှင်အစင်းရေပေါင်းလေးစင်းတီရှိလာခဲ့ပြီဖြစ်တဲ့အကြောင်းကချင်းတမျိုးသားလုံးအတွက်ဂုံယူပါချောင်းနဲ့ကချင်းလွတ်လပ်ရေးမှာကျွန်တော်တိုက်ပွဲဝင်နေတဲ့ ကျွန်တော်တို့မာမိတ်တဖွဲ့ဝင်တွေပြီးတော့ကျွန်တော်တို့မိဘပြည်သူတရက်လုံးကိုစားအလုံးကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်းတင်ပြရပါတယ်ကျွန်တော်တို့ဘက်ကတော့အရန်ကိုဝမ်းမြောက်ဂုဏ်ယူနေပြီခိုးဘေးရွက်ကကတော့ဘလို့အခြေအနေတွေဖြစ်နေပြီလဲကျွန်တော်ရဲ့မိဘတွေနည်းနည်းလေးသာစဉ်းစားကြည့်ဆိုတော့ဒီအပိုင်းတွေတွင်မှာကျွန်တော်တို့လေဘဲတွေနဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်အတိပေး ပြောကြားခဲ့ပြီးဖြစ်တယ်။လေဘဲမိသားစုဝင်တွေကိုလည်းအတိပေးပြောကြားခဲ့ပြီးဖြစ်တယ်။ကျွန်တော်တို့ကတော့ရှင်းစရာရှင်းတာရှင်းမှာပဲ၊တုတ်စရာ ရှိတာတုတ်မှာပဲ၊ဖုတ်စရာရှိတာကိုလည်းပဲပြက်ပြက်သားသားဖုတ်မှာဖြစ်တယ်။ဒါကြောင့်လည်းပဲဒီနေ့ကျွန်တော်တို့တောင်းတိုင်းတနေရာမှာအရှင်လက်လက်မိဖုတ်ခံလိုက်ရတဲ့ view ဟာမှုပေါ့။ဒါပါပဲ။ သူတို့ရဲ့အတ္တတွေသူတို့ရဲ့လောဘတွေသူတို့ရဲ့မောဟတွေသူတို့ရဲ့အာနာတွေသူတို့ရဲ့စီးစိမ်တွေသူတို့ရဲ့ power တွေသူတို့ကိုကဲတင်နိုင်လားကျွန်တော်ရင်မိပါကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့တကွာလုံးမှရှိတဲ့မိဘပြည်သူတဦးချင်းစီတိုင်းတခါတည်းကဝင်ဝင်ခိုးခိုးပြီးတော့ကြည့်တတ်တဲ့ဟိုဘက်ရက်ကွက်ကကောင်းနေလဲဖြည့်ပေးပါခမားတို့ရဲ့ပါဝါတွေခမားတို့ရဲ့အာနာတွေခမားတို့ရဲ့စီးစိမ်တွေ ခမားတို့ရဲ့ပိုင်ဆိုင်မှုတွေခမားတို့ရဲ့ယာတူးတွေအဲ့ဒီအရာတွေဟာအခုလိုပဲတော်ရင်တနေရာရမှာတန်ရာဘလဝနဲ့ရုပ်ပြက်ဆင်းပြက်ကျွန်တော်တို့ကချင်လွတ်လပ်ရေးတက်မလို့ KIA ပခုံးထမ်းဝင်ပြနေပြစ်ချမှုအတွင်းထဲမှာဒီဝမှုအပါဝင်ပိုက်လော့တွေတွဲပဲပိုက်လော့တွေ အကုန်လုံးတစ်ဖွဲ့လုံးစုံပြတ်တက်တည်ဆုံးတွားရတာအဲ့ဒီခင်ဗျားတို့ရဲ့အာနာရီပါဝါရီယာဒူးတွေစီးစိန်တွေပြီးတော့မြေတွေအိမ်တွေလောက်ပိုင်ခွင့်တွေဘုံမူးဆိုတဲ့ယာဒူးတွေဖြူဟာမူးဆိုတဲ့ယာဒူးတွေဘုံချုပ်ကြီးဆိုတဲ့ယာဒူးတွေနောက်ဆုံးပြောမယ်ခင်ဗျားတို့အကူနေပါလေခင်ဗျားတို့အသက်ပေးပြီးတော့ကာကွယ်နေပါလေဆိုတော့ အချက်ကငားပေလေးလက်မှလူစင်မမီလို့ဒေါပနတ်စီရာရတဲ့ခွေးပုတော်မှာကဲနိုင်လားတန်ဝီကရဖို့တော်တော်ကောင်းတယ်ဆိုတော့ဒီနေ့အဲ့ဒရင်ကိုကျွန်တော်တွေ့တယ်ကျွန်တော် Telegram မှာဒီနေ့အဲ့ဒရင်တွေပဲကျွန်တော်တင်ပေးထားတယ်အဲ့ဒီရဟရင်နဲ့ကျွန်တော်တို့စီကိုအလင်းဝင်လိုက်မယ်ဆိုရင်ဒါမျိုးဖြစ်မှာမဟုတ်ဘူး ဒါကိုလည်းကျွန်တော်အသိပေးချင်တာရိုင်းရင်တစင်လုံးအဲ့ဒီ viewer မှုတစ်ဖွဲ့လုံးအဲ့ဒီ label တွေအကုန်လုံးကျွန်တော်တို့ပြည်သူရင်ဝင်ကိုခုံလုံလိုက်မယ်ဆိုရင်ဒီလိုမျိုးတွေဖြစ်เสียအကြောင်းရှိဘူးဒါလေးကိုလည်း three chess ဖို့လိုတယ်ကျွန်တော်တို့ပြည်သူကိုမျက်နာမမူဘဲနဲ့ကိုယ့်ရဲ့နေရာကိုယ့်ရဲ့ယာတုကိုယ့်ရဲ့စီးစိမ်ကိုယ့်ရဲ့အာနာပါဝါတွေကိုမစွန့်လွတ်နိုင်ဘူးဆိုရှင်တော့ဒီကနေ့တော်တဲ့တောင်းတဲ့မှာပဲ ကဲသူမရှိဆဲသူမရှိအလောင်းတော်ကောက်မဲ့သူမရှိဖြစ်သွားတဲ့အခြေအနေတွေကိုကျွန်တော်ရဲ့ Telegram ထဲမှာအဲ့ဒီဗီဒီယိုကိုဝင်အောင်ကြည့်ရှုပြီးတော့မှကိုကို၌ဆုံးဖြတ်ဖို့အရေးကြီးပါတယ်ဟုတ်ပြီဖြစ်စဉ်လေးကိုပြကြည့်အောင်ကျွန်တော်ရင်မိပါလေကချင်းခေါင်ရီချိုချိုလေးနဲ့ငှက်ကင်နှစ်ကောင်းမွေးမွေးလေးစတင်တုံးဆောင်ကြပါစို့ လိုက်ပွဲ အနေနဲ့ဘျူဟာမှုမီးဖုတ်ပါပါမယ်အလကားကြွေးတာเนาะကျွန်တော်ရင်ပြီးပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီနေ့မှာဗမော်မျိုးစကခ27ဌာနချုပ်ကနေပြီးစစ်ကူပြဖို့လာတယ်အကျန်ဖက်စစ်ခွေးတက်ရဲ့စစ်ရဲရင်3စင်းအနက်မှာနှစ်စင်းကို ပိုင်ပိုင်နိုင်နိုင်ပြစ်ချနိုင်ရတယ်လို့ KIA ကအတည်ပြုပြောဆိုထားပါတယ် ထပ်ပြီးတော့အတိပေးလို့တာကရုတ်တန့်ဟောင်းမဟုတ်ပါဘူးပြီးတော့အရှင်တော်ကပြချခဲ့တဲ့ယဟယင်တွေမဟုတ်ပါဘူးအခရိတ်သိကျင်ရင်ကျွန်တော်ရဲ့ channel မှာဝင်ကြည့်ပေးပါလို့ပဲကျွန်တော်ကပြောတာပါကျွန်တော်ရဲ့ဒါရေဝရှန်လေးမိသားစုဝင်တွေကတော့အကုန်လုံး viewer မှုမိဖို့ကိုသုံးဆောင်ပြီးပြီလို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဟုတ်ပြီ ရွှေကူကနေပြီးတော့56မိုင်လောက်ပေါ့တဲ့အဲ့တော့ဝေးတဲ့နေရာတော်ထဲမှာတစင်းကျသွားတယ်အဲ့ဒီကျသွားတဲ့အစင်းကကျွန်တော်ရဲ့ Telegram မှာရုပ်သံ HD တင်ပြပေးထားတယ်နောက်တဲ့တစင်းကဆက်ပြီးတော့ပြန်တန်းလို့မရတဲ့အချိန်မှာအေးပေါ့ရွှေကူဘက်ကိုဆင်းသက်သွားတယ်လို့ကနအူတီထားရပေမဲ့ကျွန်တော်သတင်းပြောနေတဲ့အချိန်မှာပဲအဲ့ဒီတစင်းကလည်းပဲဘီရီဆောင်လေးမီးဖုတ်ခံနေရကြောင်း ကျွန်တော်ရဲ့မိဘတွေကိုတင်ပြပေးခြင်းပါတယ်ဟုတ်ပြီဘာကြောင့်ကျွန်တော်ဒီလိုပြောနိုင်တာလဲဆိုရင်အကျွမ်းဖက်စစ်ခွေးတက်ရဲ့စိတ်ရက်ရင်တစင်အေးပေါ်စင်းနေပြီးတော့အဲ့ဒီအေးပေါ်စင်းတဲ့အဲ့ဒီကုံးမြေကတော့ဘသူပိုင်တဲ့ကုံးမြေလဲကျွန်တော်ပြည်သူပိုင်တဲ့ကုံးမြေကျွန်တော်ပြည်သူတစ်ချက်လုံးဟာအကျွမ်းဖက်စစ်ခွေးတက်အခုလိုမျိုးနှက်ကင်တကောင်စက်ငင်စက်ငင်လေးနဲ့ ပါတယ်နားမဲ့နေရာမရှိတက်ဟိုရက်မဲ့နေရာမရှိ လေရင်ကွင်းမရှိလေတော့တဲတော်လဲတောင်တဲကိုပဲဆင်းလာတယ်ဆိုရင် ကျွန်တော်တို့ပြည်သူက သူတို့ကို special plan နဲ့ပက်ကိတ်လိုက်အခန့်မှာဖြစ်တယ်ရှေ့ဒဇင်းကဒဇင်းလုံးမိလောင်ပြကြပြီးတော့အဲ့ဒီအဲမှာပါတဲ့ viewer မှုနဲ့ဒါလေရင်မောင်းတဲ့သူတွေကောပြီးတော့အကူတွေရော ပြီးတော့တွဲဘက်အရာရှိတွေကောတစ်ဖွဲ့လုံး တေဆုံးတွားရတာကနည်းနည်းလေးတက်တာအောင်မယ်နောက်ထပ်ဒဇင်းအခြေအနေကိုကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ကတင်ပြနေခြင်းဖြစ်တယ်ကျွန်တော်ပြည်သူလူထုတစ်ရက်လုံးရဲ့မေတ္တာတွေနဲ့တယောက်ကိုသူတို့တစ်ချက်ထွေးရင်တော့မှအဲ့ဒီကောင်တွေသူတို့ပင်လဲမျောပြီးတော့ရုပ်ပြက်စင်းပြက်ဖြစ်သွားမယ်လက်ရှိလည်းအခုလိုဖြစ်နေတာပါဟုတ်ပြီ ဒီမှာပြန်ရင်သတင်းမှန်ပြန်ကြားရေးထုတ်ပြန်ကြညာချက်လေးကိုကျွန်တော်အတီးပြူပြီးတော့ပြောချခြင်းပါတယ်ကချင်ပြည်နယ်ဗမော်မြို့အမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ27ကနေပြီးတော့စစ်ကူပေးပို့လာတဲ့စေရရင်3စီးအနဲ့2စင်းကိုထိမှန်အောင်ပြချနိုင်ခဲ့ကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်ပြောဆိုခဲ့တဲ့သူကတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးဖြစ်ပါတယ်ကျွန်တော်မိပါတယ် ်ကျွန်တိုင်းသားကောင်းဆောင်တွေကတော့ပုံပွင့်လင်းလင်းပဲပြင့်ပြစ်လိုက်တယ်ထိထိသွားတယ်ထိလို့ပြစ်လို့ကြသွားလို့အသက်ရှင်ဖို့တော့စိတ်မကူနဲ့ဟိုးတခါအရကတတော်မိပြင်းမှာကျွန်တော်ရခိုင်သားတွေမိဖုတ်လိုက်တယ်အကျမဖတ်စစ်ခွေးလီဘောကကောင်းနေအောက်ကိုပြင်းစင်းတော်တော်မှဒါတော်မှဒီကောင်တွေ ပြင်းနေတာတော်တယ်မှာလွတ်လို့လားကျွန်တော်မိပါမလွတ်ဘူးဟုတ်တယ်เนาะကျွန်တော်မိပါဟုတ်ပြီဒါကရှင်းတဲ့ကပြေးဖို့လာတဲ့သတင်းတွေဖြစ်ပါတယ်ကျွန်တော်မိပါ ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့လက်ရှိအချိန်ထိကကျွန်တော်တို့ KIA ပြချနိုင်ခဲ့တဲ့ရဲရင်2စင်းအပါဝင်ရဲရင်4စင်းအထိအောင်မြင်စွာ ပစ်ချနိုင်ခဲ့ပါတယ်အဲ့ဒီထဲမှာအများဆုံးပစ်ချသွားတာက MI 70ရဲ့ရင်နေဖြစ်ပါတယ်ဟုတ်ပြီဒီချင်းနေမှာလဲကျွန်တော်တို့ဒါ KIA နဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းလှုပ်ဆောင်နေတဲ့လက်ရှိစစ်စင်ရေးတင်းထန်နေတယ်ဆိုတာလဲကျွန်တော်ရဲ့မိဘတွေအားလုံးသိရှိပြီးသားအဲ့ဒီကိုကျွန်တော်အချက်မဖက်စစ်ခွေတက်ကစစ်ကူပြစ်ကူတွေမရမနာပေးဖို့နေပင်မဲ့လဲပဲကျွန်တော်တို့ရဲ့ area တွေကျွန်တော်တို့ရဲ့ခွင်တွေကိုရောက်လာတဲ့အချိန်မှာတော့ကျွန်တော်တို့ကင်လိုက်တဲ့ငှက်ကင်တဲ့အတူကချင်းခေါင်းရည်ချူချူလေးပါကျွန်တော်မိဘတွေတွဲဖက်စာတုံးလိုက်ရင်ဖြစ်ဘလောက်တောင်ချုံလဲမကြခင်မှာလဲပဲအညာကထမ်းရည်နဲ့အတူငှက်ကင်ချူချူမွေးမွေးလေးကိုတွဲဖက်ပြီးတော့စာတုံးရမယ့် အခြေအနေတွေလည်းရှိနေပါကြောင်းကျွန်တော်အရန်ကိုချစ်ခင် လေးစားရတဲ့အညာသူအညာသားတတိကဲကြီးတွေကိုကျွန်တော်လီလီစားစားကြိုတင်ပြောကြားလိုပါတယ်ဟုတ်ပြီကျွန်တော်တို့ခရင်ရင်ကပြချလိုက်တဲ့ဒါပြကြသွားတဲ့မိလောင်သွားတဲ့ပြကြသွားတဲ့ဘျူဟာမူးလိုက်ပါစင်းနေလာတဲ့ဒါ MI Sambi ရဲ့ရှင်ကိုလည်းပဲလက်ရှိအချိန်မှာ တွေ့သွားပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ Telegram မှာကျွန်တော်အဲ့ဒီဗီဒီယိုပိုင်ကိုတင်ပြထားတာဖြစ်တယ်။ AI နဲ့လုပ်ထားတာမဟုတ်ဘူးเนาะကျွန်တော်အမိပါ။ဟုတ်ပြီ။ယူအောင်မှာပါတယ်။ပြီးတော့သူနဲ့တစ်ဖွဲ့လုံးပါတယ်။သူတို့နာမည်တွေကိုကျွန်တော်တိကျရတာနဲ့ကျွန်တော်အမိပါတွေကိုကြော်တင်ပြပေးပါမယ်။ဆိုတော့နာမည်စင်းတွေအတွက်ကျွန်တော်တို့ဒါဒီဒီတွေစီစစ်နေပါတယ်ကျွန်တော်အမိပါ။ ဆိုတော့အဲ့ထက်မှာဘယ်လိုကောင်းတွေပါလာလဲဘယ်လိုအရာရှိတွေပါလာလဲဆိုတာကိုကျွန်တော်တို့ရင်ခုန်စွာနဲ့စောင့်ကြည့်အောင်မှဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်စင်းကလည်းပဲပန်ကကျိုးသွားတယ်အဲ့ဒီဟောအဲ့ဒီကျွန်တော်တို့ဒါစစ်ရဲရင်ကလည်းပဲဘေးဆောင်ကြီးလက်ရှိအချိန်မှာစန့်ငင်စန့်ငင်ဖြစ်နေတယ်ကျွန်တော်ပြည်သူတွေကပထမဦးဆုံး ်တရင်ပြပုတ်ထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်လက်ရှိကျွန်တော်တော်လန်ရေးမှာကျွန်တော်ပြည်သူဟာရန်ကိုရေးကြည့်တာပါနောက်ပြီးခဲ့တဲ့ရပိုင်းအတွင်းမှာကျွန်တော်တို့ဒါဒါ MOD NUG ထုတ်ပြန်ညှိနှိုင်းချက်တွေပြီးတော့အခုမင်းကိုနိုင်ရဲ့ပြောဆိုချက်တွေမှာလည်းပဲအခုလိုပုံစံမျိုးကိုတွေ့ရမှာဖြစ်တယ်ကျွန်တော်ပြည်သူအားလုံးဟာပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ဖြစ်ပါတယ် We are people defend for ဆိုတော့လက်ရှိအချိန်မှာလည်းအဲ့ဒီစေးရဟင်ဟာဘလို့ပုံစံမျိုးလေးနဲ့ဘလို့မျိုးရေတောက်ဆင်းနေရတယ်ဘလို့လေးခါကိုင်းနေတယ်ပြီးတော့ဘလို့မှပြန်တန်းလို့မရတဲ့အခြေအနေတွေဘလို့မျိုးဖြစ်နေတယ်ဆိုတာကသာတိကျစွာကျွန်တော်တို့ပြည်သူလူထုကသတင်းပေးပို့ထားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူလက်ထဲကလွတ်စရာဘယ်ခွေးမှမရှိဘူးဆိုတာကိုကျွန်တော်မိဘတွေကိုတင်ပြနေချင်း ကလက်ရှိအချိန်ဒီမှာဒါကျွန်တော်တို့ဘလို့မကို စကူပြက်ကူပြီးတော့ဘလို့မသူတို့တွေဒါတနန်းစင်္ကာဇအကြံဖက်စစ်ခွတ်တဲ့စစ်မှုတန်းအစ်တွေကိုမယံမနာပေးဖို့နေပေမဲ့အဲ့ဒီစစ်စင်ရေးကျွန်တော်တို့လက်ထဲမှာပါကျွန်တော်တို့ဟာလည်းပဲပြင်းထန်တဲ့စစ်စင်ရေးကိုဆင်နေနေတာ ဆိုတော့ကျွန်တော်တို့စစ်စင်ရင်းနဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာကြည့်မယ်ဆိုရင်ကချင်၊ကရင်ကျွန်တော်တို့ကိုမြင်ဆောင်ကျွန်တော်တို့လေးစားချစ်ခင်ရတဲ့ကျွန်တော်တို့ရဲ့အညာသားကြီးတွေပြီးတော့မွန်ထာနေကကျွန်တော်တို့တော်လှန်သောတပ်ဖွဲ့ဝင်တွေပြီးတော့ TNLA တပ်ဖွဲ့ဝင်တွေ KIA အခက်တက်တော် AA ဆိုတော့တနိုင်ငံလုံးရဲ့စစ်စင်ရေးကိုကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့ ီးတော့ဒီအပိုင်းအတွင်းမှာလည်းပဲကချင်ရဲ့စည်ရဲ့အခြေအနေကတော်တော်လေးကိုကြောင်းလဲသွားတာဘလို့မကိုခံမှန်းလို့မရဘလို့မကိုပြောပြလို့မရအောင်ကိုမြင်နေသုံးနှစ်ဒါပြုတ်စားရတဲ့မမခောက်ဆွဲအဲ့ဒါတော့နည်းနည်းမြင်နေဦးမယ်ကရင်တွေတိုက်ပြီးဟေ့ပြီးသွားပြီ နေ့တော့တော့မကြတဲ့တိုက်ပွဲတွေဟာမစုတ်တန်းခံစေငါသေမှငါစကန်းရမယ်ဆိုတော့ဒီလိုမျိုး view ဟာကုန်းကြီးတွေတကယ်ကိုကြီးဒီကနှစ်ပေါင်းများစွာတမိုင်းရာဆွင်ကြီးခဲ့တဲ့တကယ်ကိုခံစစ်အတွက်တတိခြားခြားပြင်ဆင်ထားတဲ့ဒါအပြင်ဒီကြောင့်ကပါပစ်ကူတွေပေးတဲ့လက်နက်ကြီးတွေနဲ့ပါပစ်ကူတွေပေးတဲ့ဂျားတွေမှကရင်နဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတိုက်ပြီးဟေ့အတံမဲ့ပေးရသေးတယ်အဲ့စကန်းကရသွားပြီ ဒီကြတယ်ဒီနေ့မှာဒါကရင်နေချစ်ပေါက်ထားလို့ခေါ်တီးလိုက်တဲ့အကြမ်းဖက်ဆစ်ခွေးတက်ကကောင်တွေကလက်နက်တွေကိုကြိုတင်ပြီးတော့သူတို့ကပြေးဖို့ကပြင်ဆင်ထားတယ်ကျွန်တော်မြင်ပါပြေးဖို့အတွက်အဲ့ဒီလက်နက်တွေကိုတွင်းတူပြီးတော့မြုပ်ခဲတယ်ပြီးတော့နိုင်တဲ့လက်နက်တွေပေါ့ဗျာနိုင်တဲ့လက်နက်လေးတွေကိုသူတို့ကထမ်းပြီးတော့ထုံးစံအတိုင်းပဲထိုင်းနိုင်ငံကို အယောက်20ကျော်30နီးပါးထွက်ပြေးသွားတယ်ကျွန်တော်တို့ပြည်သူကလည်းသူတို့တွေအခုပြန်ပြီးတော့ကြောက်နေရပြီကျွန်တော်တို့လူငယ်တွေကိုပို့ပြီးတော့ကြောက်နေရပြီပြီးတော့ရှင်းဆွဲတိုင်းသားတပ်ဖွဲ့ဝင်တွေဆိုရင်အတန်ကြားတာနဲ့တင်ရှူရှူရောအီးအီးပါ ထွက်လောက်အောင်ကိုကြောက်နေရပြီကျွန်တော်တို့ရဲ့တမချက်ကလည်းပဲပြတ်သားတာဘို့ဗျာ ဒီလိုအချိန်တွေမှာကျွန်တော်တို့ချင်းကရင်ကျွန်တော်တို့ဒါပူပေါင်းတပ်ဖွဲ့ဝင်တွေကစခန်းအမြောက်အများကိုနေ့စဉ်ရက်ဆက်တင်းယူနေပါကြောင်းကိုကျွန်တော်မိဘတွေကိုတင်ပြခြင်းနဲ့ဒီအပိုင်းတွေအတွင်းမှာကျွန်တော်မိဘတွေသတင်းကောင်းတွေအများကြီးကြားရမှာဖြစ်တယ်လို့လည်းကျွန်တော်တင်ပြခဲ့တာရှိတယ်ဆိုတော့ကျွန်တော်တို့ဒါရဲဘော်လူငယ်တွေတရင်တပ်ဖွဲ့တွေအနေနဲ့ပြောင်းရွှေ့ဒါနေထိုင်ရတဲ့အခြေအနေတွေကျွန်တော်တို့တက်တည်တက်ရွေ့တွေစီစဉ်ရတဲ့ဒါရှင်းစစ်မျက်နှာပြင်မှာလိုအပ်ချက်အမြောက်များရှိနေပါတယ်လက်နက်ခဲယမ်း လိုအပ်ချက်အမြောက်အများလွန်စွာမြင့်မားနေပါကြောင်းကိုလည်းကျွန်မမိဘတွေကိုအသိပေးလိုတယ်ဒီချိန်တွေမှာကျွန်တော်တို့ဒါနောက်25အထူးကြတဲ့နှစ်ဖြစ်တဲ့အတွက်ကျွန်မမိဘတွေလက်ရှိတော်လှန်ရေးရဲ့တမိုင်းထဲမှာကြီးမားတဲ့အောင်မြင်မှုတွေကြီးမားတဲ့အချိုးအကျတွေကိုထပ်မံမြင်တွေ့ရဖို့ရှိနေပါတယ်ဆိုတော့ကျွန်တော်မိဘပြည်သူတွေရဲ့ဝန်ရကိုညီမှုကျွန်တော်တို့တော်လှန်ရေးရဲ့အဆုံးဖြတ်ပါကျွန်တော်ပုံမှန်လင်းလင်းပဲဝန်ခံပါတယ် ကျွန်တော်မိဘတွေဝင်းကူညီမှုကျွန်တော်မိဘတွေပါဝင်လှူဒန်းမှုမရှိဘူးဆိုရင်ကျွန်တော်တို့တော်လန့်ရေးဒီထက်ပိုကြာသွားနိုင်တယ်ကျွန်တော်တို့လူငယ်တွေကကြားလောက်ရှေ့ကိုဆက်နေတယ်လက်ရှိအချိန်မှာလည်းပဲကျွန်တော်တို့အိမ်ပြန်နေတဲ့လမ်းပေါ်မှာအကြမ်းဖက်စစ်ခွေးတက်မှန်သမျှကျွန်တော်တို့အကုန်လုံးကိုမိဖုတ်နေတယ်ဆိုတာလည်းကျွန်တော်မြင်ပါတယ်အားလုံးတရားမှာဖြစ်ပါတယ်ဒါကြောင့်ဒီချက်ပုံမကောင်းမွန်တဲ့ အောင်ပွဲတွေရရှိဖို့အတွက်ဆုံးသက်အောင်ပွဲကိုရရှိဖို့ကျောင်းရမိဘတွေဝင်းရန်ကူညီထောက်ပံ့ဖို့လေးလေးနက်နက်တိုက်တွန်းရှင်းတဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသက်ပြစီနောက်လာတဲ့ဗီဒီယိုတွေမှာဒီထက်ပိုကောင်းတဲ့သတင်းတွေကြားရမှာဖြစ်တဲ့ဒီထက်ပိုကြီးတဲ့ငှက်ကင်တွေစားတုံးရမှာဖြစ်ပါကြောင်းတင်ပြရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးသက်ပြစီနောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ်လနဘေးစေဘေးကဘေးကြောက်နေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတယ်မိဘတအူးကြီးစီတိုင်း မင်းကင်းရှင်းပါတဲ့ကြောင့်လေးလေးနက်နက်စွတောင်းရှင်းနေကျွန်တော်ရေပေါ်ရှင်းလီပါ